Instagram မှာတော့ K-pop တော့မှာဆိုလို့ရှင်လဲအဲ့လိုမျိုးသမီးပုံစံ hair style တွေ change ပြီးတော့အော်သူမှာ camera လုပ်လို့ပို့ရှိလဲမသိဘူးဘယ် music video ထွက်ဖို့ရှိလဲမသိဘူးဆိုပြီးတော့ပြီးတော့စောင့်မျှော်ကြရတာလေ Taylor Swift ဆိုလို့ရှင်အခွေတစ်ခွေတိုင်းမှာသမီးပုံစံ change change ပြီးတော့ထွက်သွားတာဖြစ်တဲ့အတွက် ဘယ်ခွေထွက်တယ်ဆိုရင်တော့ဘယ်သဘင်ပုံစံဆိုတာမျိုးသိရတယ်ပေါ့နော်အမြဲလိုလိုတော့ change ဆိုလုပ်နေရတယ်ပေါ့ဒါပေမဲ့ပရိသတ်တွေကတော့ဟိုသဘင်အရှင်လေးနဲ့ပဲလိုက်တယ်လို့ပြောတယ်။အရင်စိတ်မြန်လက်မြန်လူဆိုတော့လေသွားအဲအဲ့လိုမျိုးသမီးတော်တော်ကိုကြိုက်တယ်ပေါ့နော်အဲ့လိုသမီးအရှိချတာဖားလာချတာတော့တော်တော်ရှားတယ်ပေါ့နော်အမြဲတက်တက်ရရစီးထားမျိုးပဲဖြစ်ဖြစ်ထုံးခွဲထားမျိုးပဲဖြစ်ဖြစ်လုပ်ဖြစ်ပါတယ်ဟုတ် ိုင်းကတော့အရင်အေးပါတာပေါ့နော်ဘာလို့လဲဆိုတော့ဟို character တွေဘာတွေ change နေဆိုလို့ရှိရင်လည်းသပင်းပုံစံပြောင်းပြီးတော့ change ကြတာမျိုးတွေလည်းရှိရပေါ့နော်နောက်ပြီးတော့သပင်းဆိုတာဟိုဒုတိယမျက်နှာလည်းဖြစ်တယ်ဆိုတဲ့အခါကျတော့သပင်းပုံစံ change လိုက်ရင်လူကလည်းနောက်နောက်တစ်ယောက်လိုပြောင်းလဲသွားတာဆိုတော့ဟိုလိုက်တာမလိုက်တာအထက်သပင်းအတူကနေအရှေ့ပြောင်းတာပဲဖြစ်ဖြစ်အရှေ့ကနေအတူပြောင်းသွားတာပဲဖြစ်ဖြစ်ဟိုပေါ့နော်မိုက်သွားတယ်ပေါ့နော် ပုံစံပြောင်းသွားရယ်ဆိုရင်အဲ့လို change the looks ပြောင်းသွားတာမျိုးတွေလည်းရတာဆိုတော့လေဟိုသမီးပုံစံအဲပြောင်းလဲတာလည်းအများပေါ့နော် character လည်း change တာမျိုးပေါ့နော်အဲအမှုပညာလည်းပတ်သက်လို့ရှင်တော့အဲတော်တော်လေးတော့အပြောင်းလဲလေးဖြစ်တာပေါ့နော်နောက်တစ်ခုကကျတော့ restaurant တွေဟိုအခုဆိုရင်ပေါ့နော်မြန်မာ brand နဲ့မစိမ့်တဲ့ Korea ဆိုလဲဟို K drama တို့ K pop တို့မှာဆိုလို့ရှင်လဲအဲ့လိုမျိုးသမီးပုံစံ hair style တွေ change ပြီးတော့ဟိုပါပေါ့နော်အဲ release လုပ်ကြမျိုးတွေလည်းရှိရယ် ာဆိုရင်ဟို idol တယောက်ကအဲစပီပုံစံချိန်လိုက်တယ်ဆိုရင်ပဲဟောသူဘာကမ်းမတ်လုပ်လို့ပို့ရှိလဲမသိဘူးဘယ် music video ထွက်ဖို့ရှိလဲမသိဘူးဆိုပြီးတော့အဲ့တော့စောင့်မျှော်ကြရတာလေအဲ့တော့အဲ့လိုစပီပုံစံချိန်လိုက်တာနဲ့အဲ့လိုအမိုက်စားဖြစ်သွားပြီးတော့အဲ့လိုမျိုးမျှော်ကြရမျိုးတွေလည်းရှိရယ်နောက်ပြီး K drama မှာဆိုလို့ရှိရင်လည်းမင်းသမီးလေးတွေက အဟိုစပင်ပုံစံကိုကြီးလိုက်တာနဲ့အာဒီစပင်ပုံစံကအဲ့ဒီကားရဲကကာရိုက်တာလေအဒီစပင်ပုံစံဆိုရင်တော့ဟိုကားရဲကကာရိုက်တာလေဆိုတာမျိုးတန်းပြောလို့ရတဲ့အထင်အဟဲစတာတွေကိုချိန်ပြီး transform လိုက်သွားပြီးတော့ကြောင်းလဲကြရရင်ရှိရပါတော့ဆိုတော့အဲအဲ့လိုဒီအရှိတိုင်းမှာဖြစ်ဖြစ်အနောက်တိုင်းမှာပဲဖြစ်ဖြစ်ပေါ့နော်အဲဟိုနောက်တိုင်းဆိုလဲဟို Taylor Swift ဆိုလို့ရှိရင်ဟိုအခွေတစ်ခွေတိုင်းမှာစပင်ပုံစံချိန်ချိန်ပြီးတော့ထွက်သွားတာဖြစ်တဲ့အတွက်

့ဟောစရုံးထုံးတာတော့တိတ်မပေါ်ဘူးဖြစ်နေတယ်ဒါပေမဲ့သူအရန်ကြိုက်တဲ့ကာလာလေးပေါ့နော်ဒါဒီ47အနေစိုးပေးထားတာအဲ့ဒီကာလာရဖို့အတွက်သူတို့ဟောနှစ်ဆင်းလောက်တော့ပြန်ပြီးတော့စိုးရတယ်အဲ V47 မှာပါစိတ်ချလာမှုရလဲဆိုတော့ဒီမှာကျတော့သူ V47 ရဲ့အားတာချက်ပေါ့နော်တကယ်တက်ကြွန်းတဲ့ပညာရှင်တွေ hair stylist တွေအများကြီးရှိနေတာပေါ့ တေချာဆွေးနွေးတိုင်ပင်ပြီးတော့ကိုလိုချင်တဲ့ကာလာကိုလိုချင်တဲ့ပုံစံကိုပေါ့နော်အဲ့လိုမျိုးတိုင်ပင်ဆွေးနွေးပြီးတော့လုပ်လို့ရတယ်ပြီးတော့ကိုဖြစ်ချင်တဲ့ကာလာအတိုင်းထွက်အောင်တို့ကစူးစမ်းပေးရပေါ့နော်ဆိုတော့အရန်အဆင်ပြေတယ်သူဒီဆိုင်မှာစိုးရတယ်သူလိုချင်တဲ့ကာလာလေးလည်းရတော့အရန်အဆင်ပြေပြီးသဘောကျတယ် ါ့နော်ဒီပွဲတွေသွားရတယ်တရုပ်ဆောင်ရတယ်ဆိုတော့အများနဲ့ပြောင်းလဲနေရတယ်ပေါ့နော်ဒီ character နဲ့ life ဖက်အောင်ပြောင်းရတာရှိရယ်ပွဲတက်ဆိုရင်လည်းပွဲတက်နဲ့ life ဖက်အောင် ထုံရဖွဲ့ရတာရှိရယ်ပေါ့နော်ဒီလိုအဲ့လိုမျိုးဆိုတော့အများလိုလိုတော့ change ချက်တော့လုပ်နေရတယ်ပေါ့ဒါပေမဲ့ပြိတ္တတွေကတော့ဟိုသပြီးအရှင်လေးနဲ့ပဲလိုက်တ ါ်တယ်။အဲကိုကကိုကကြတော့လဲဟိုဟိုပေါ့နော်အရင်စိတ်မြန်လက်မြန်လူဆိုတော့လေသွားအဲအဲ့လိုမျိုးသမီးတူတူပိုကြိုက်တယ်ပေါ့နော်သမီးတူတူပိုကြိုက်တယ်အဲ့လိုစိတ်ညက်လည်းညက်လည်းဆိုတော့ဝေးပါရေသွားရင်တော့အဲ့လိုဒါဆိုနည်းနည်းအဲ့ဒီသမီးအရှိကြရင်လေနည်းနည်းအလုံးလုံးရတာနည်းနည်းစိတ်ရှုပ်တတ်တော့အဲ့လိုသမီးအရှိကြရတာဖားလာချတာတော့တော်တော်ရှားတယ်ပေါ့နော်ဝဲတက်ရင်တော့အဲ့လိုအမြဲတက်တက်ရရစီထားမျိုးပဲဖြစ်ဖြစ်ထုံးခွဲထားမျိုးပဲဖြစ်ဖြစ်လုပ်ဖြစ်ပါတယ်ဟုတ် ောင်းမြတ်များစွာကိုဖွင့်လှစ်နိုင်ပါစေပြီးတော့အခုဆိုရင်ဒါဆယ်စုနှစ်ကျော်ရက်တည်လာပြီးတော့စိုင်ပေါင်း15စိုင်ကျော်ဆိုတော့အဲအားပေးတဲ့သူတွေယုံကြည်မှုတွေအများကြီးနဲ့တိစောက်ထားတာပါအဲ့တော့ဒီထက်မကယုံကြည်မှုတွေအများကြီးအားပေးမှုတွေအများကြီးနဲ့စိုင်ပွဲပေါင်းများများစွာကိုဖွင့်လှစ်နိုင်ပြီးတော့အောင်မြင်မှုတော်တော်ကိုစောင့်နိုင်ပါစေလို့ဆုတောင်းပေးပါရစေ